အားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နန်းစံမန်တုံနဲ့မိုင်းငေါမြို့နယ်တွင်စေအုပ်စုလေးကျောင်းမှပုံချဲတိုက်ခိုက်ပြည်သူနှုတ်ထိမှန်တရားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနန်းစံမန်တုံနယ်မိုင်းငေါမြို့နယ်တွင်မှအကြံဖက်စစ်တပ်လေးကျောင်းကနေပုံချဲတိုက်ခိုက်ခဲ့ရာအရက်သားပြည်သူနှစ်ယောက်ထိမှန်တရားရရှိခဲ့တယ်လို့တောင်တက်မတော် TNL ကဒီကနေ့ထုတ်ပြန်ပါတယ်။ အော်တိုဘား16ရက်ဒီနေ့နေ့လယ်ပိုင်းမှာအကြံဖက်စစ်တပ်ကနန်းဆန်မြို့နမဝောရက်ွက်ရှိပြည်သူလူထုရှိရာကိုဦးတည်ပြီးရည်ရွယ်ချက်ရှိရှိ Jet Fighter နဲ့ပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်အုပ်စုဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်28နှစ်နဲ့24နှစ်အရွယ်အမျိုးသား2ယောက်ထိမှန်ထရန်ရရှိခဲ့ပြီးနေအိမ်နှလုံးလက်ဖက်ဆက်ယုံတယုံမိသက်က၅စီးနဲ့ကာလီစီထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNL ကဆိုပါတယ်။ ကြားပြင်မန်တုံမြို့အောင်ချမ်းသာရက်ကွက်မှာလည်းအကြံဖတ်စစ်တပ်ကလေကြောင်ကနေပေါင်150ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့မှုကြောင့်မိအိမ်6လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အကြံဖတ်စစ်တပ်ကမိုင်းကုန်းမြို့နယ်ရေပိန်ချေရွာမှာလည်းလေကြောင်ကနေဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ခုံကြီးကျောင်းနဲ့ဆက်ရက်တို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘတရက်ကနေ18ရက်အထိအကြံဖတ်စစ်တပ်ကလေကြောင်ကနေမန်တုံမြို့မှာ2ကျိန်၊ကြောင်မဲမြို့မှာ3ကျိန်၊တီပေါ်မြို့မှာ9ကျိန်၊မိုင်းကုန်းမြို့မှာ2ကျိန် မိုင်းလုံမြို့မှာ၄ကျိန်နန်းစံမြို့မှာ၅ကျိန်နံပါတူမြို့မှာ၅ကျိန်မိုးမိတ်မြို့မှာ၃ကျိန်နဲ့ငိုးကုန်းမြို့မှာ၃ကျိန်စုစုပေါင်း28ကျိန်ဘုံချဲချတိုက်ခိုက်ခဲ့တယ်လို့ DNL ကဆိုပါတယ်စေအောင်စုရဲ့အဆိုပါဘုံချဲတိုက်ခိုက်မှုတွေကြောင့်တန်ငါတော်၂ပါးကလေး၈ယောက်အမျိုးသား၁၂ယောက်နဲ့အမျိုးသမီး၁၉ယောက်သေဆုံးခဲ့ပြီးကလေး၁၁ယောက်အမျိုးသား၁၆ယောက်နဲ့အမျိုးသမီး၁၉ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်138လုံးစတင်ကြောင်း3ကြောင်းဘုံကြီးကြောင်း3ကြောင်းကျောင်းဆောင်9ဆောင်နဲ့အဆောက်အဦလေးခုတို့ထိမှန်ပြည့်စည်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတနင်္သာရီမြို့နယ်တမုတ်ချုံကြီးပါအနီးတက်ဆွဲထားသောစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမုတ်ချုံကြီးပါအနီးတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားလေးဦးသေဆုံးခဲ့ကြောင်း People Different Phone မြိတ်ခရိုင်တရင်နှစ်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘလ16ရက်နေ့နနက်10နာရီခန့်တွင်တမုတ်ချုံကြီးွာအနီးတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ပွဲသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်မှ4ဦးသေဆုံးကာဒေါ်လန်ရေးတပ်ဖွဲ့ဝင်များအထိကမ်းကြီးပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ တမုတ်ချုံကြီးွာနီမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့တွေပွင့်ရောက်တိုက်ခိုက်ခဲ့တာပါ။အပြန်လန်တိုက်ပွဲ45မိနစ်လောက်ကြာမြင့်ခဲ့ပါတယ်။တိုက်ပွဲက17နိုင်လောက်မှပြီးဆုံးခဲ့တယ်။ပူပေါင်းတပ်ဖွဲ့ဘက်ကတော့အထိကိမ့်မရှိစုခွာနိုင်ခဲ့တယ်။ရန်သူဘက်ကတော့၄កောင်လောက်သေဆုံးပါတယ်ဟု People Different ဖုံမြိတ်ခရိုင်တပ်ရင်းနှစ်မှတာဝန်ရှိသူက ပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းတပ်ခွဲနှင့်ကိုတောင်းခရိုင်တပ်ရင်းတင် Jones Square ဂျုံတပ်ဖွဲ့နှင့်တနင်္သာရီမြို့နယ်ပကဖတပ်ဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်